ရုပ်ရှင်မရရလဲတိန်းတောင်းကျော်တန်းအေဝင်နိုင်နေဆိုပြီးကြွားလုံးထုတ်လာတဲ့ကြော်ကြော်ဘူးပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်ဆက်လိုက်ဖြတ်လိုက်လို့အရန်လာသွားတဲ့ကြော်ကြော်ဘူးကတော့အခုဆိုရင်ငွေမရှားတဲ့အကြောင်းအင်ပြပြီးထုတ်ကြွားလာပါပြီကြော်ကြော်ဘူးရဲ့အလားကတော့ပရိသတ်ချားမှပြောစရာဖြစ်ခဲ့တဲ့အထီးပါပဲချောမောအောင်ပြပြင်ထားတာကိုဝေမခံမယ်ဆက်လိုက်ဖြတ်လို့ချောလာတာဆိုပြီးညာပြောခဲ့မှုပါတယ်သူကမေယူရီနှာခေါင်းတွေအကုန်ပြပြင်ပြီးပြောင်းလဲသွားတာတော့စလိကြောင့်ဆိုပြီးညာခဲ့တာမို့ ပရိသတ်ကြားမှာပြောစရာဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်ကိုညာပြီးချောင်းအောင်လုပ်ခဲ့ပြီးမယ်လေ။သူ့ရဲ့ရုပ်ရည်ကိုကြိုက်တဲ့လူထက်ဝေဖန်သူကပုံများပါတယ်။သူကရုပ်ရည်ကိုပြုပြင်လိုက်ပြီးမယ်။တရုတ်ဆောင်တယောက်အနေနဲ့ဇက်ကားတွေသိမရဖြစ်ပါဘူး။ချောင်းမော်ရဲမင်းသားတယောက်ဖြစ်လာပြီးမယ်။ကျကျော်ဘူကတော့အမှုပညာလှူရှာမှုတွေသိမလို့ရတော့တဲ့အခြေအနေပါ။အခုနောက်ပိုင်းမှာဇက်ကားတွေမရိုက်တော့တဲ့အထိနေပါနေပြီးမယ်။ကျကျော်ဘူကဘောစီတယောက်ဆိုတာကိုထောက်ကြွားလာခဲ့ပါပြီ။သူကမိသားစုတွေအပန်းဖြေနိုင်အောင်ဝယ်ထားတဲ့ခြံအောင် တိန်းတောင်းကြော်တန်နေဆိုပြီးထုတ်ကြွားလာခဲ့ပါပြီ။သူကမင်းမျိုးမှာအပန်းဖြေဖို့တိန်းတောင်းချီတန်နေချံကိုလွန်ခဲ့တဲ့တနက်ကဝယ်ခဲ့တာပါ။ငွေပေါ်လွန်နဲ့ကြော်ကြော်ဖို့ကဇက်ကားရိုက်ဖို့တွားရင်ကနေအိမ်ဝယ်ယူခဲ့တာလို့ဆိုပါရယ်။အမှုပညာလှူရှားမှုနဲ့ပြီးမယ်ငွေမရှားတဲ့သူတယောက်မှဇက်ကားရိုက်ဖို့တွားရင်တော့တိန်းတောင်းကြော်တန်ချံကိုအပြင်းပြင်းဝယ်နိုင်တဲ့အထိချမ်းသာတယ်ဆိုတာကိုပြိတ္တတိအောင်ကြွားလုံးထုတ်လာခဲ့ပါပြီ။ပြိတ္တတို့ရောကြော်ကြော်ဖို့ရဲ့ချမ်းသာမှုကိုအားကြနေပြီလားဆိုတာပြောခဲ့ပေးကြပါအောင်နော်။